အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုပေါ့နော်ဒီဖက်စစ်လက်အောင်၅နှစ်လောက်ကြာရောက်ခဲ့တဲ့အချိန်မှာကျွန်တော်လူမျိုးတွေဒုက္ခရောက်ကြရတဲ့အကြောင်းအရာတွေတဲ့တစ်ခုဖြစ်တဲ့ဒီ treated ဆွေးခံရတဲ့အကြောင်းကျွန်တော်ပြောပြမှာပါခင်ဗျာအဲ့ဒီ treated ဆွေးခံရတဲ့အထက်မှာဒီ etiquette etiquette ဆိုရင်ပေါ့နော်တန်မြင်စရာ treated စကမ်းဆိုရင် impediment နောက်မှကြီးပါတယ်ခင်ဗျာဘယ်သူမှမသွားချင်ကြပါဘူးဘာဖြစ်လို့လဲဆိုတော့လူအမြဲတမ်းအသေးပြောက်များတာပါခင်ဗျာဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ အဲ့ဒီ trade desk မှာဒါရေးရဲစက်စက်ပေါ့နော်အာအလုတ်ခိုင်းခိုင်းရတယ်နှိမ့်ဆက်ခိုင်းရတယ်အကြောင်းအရာတွေကိုပြောမှမဟုတ်ပဲねသူတို့မသွားချင်းပဲねဘာကိစ္စရောက်ဒီလူတွေကအဲ့ဒီ trade desk ကိုရောက်သွားရတာလဲဆိုတော့ဒီနောက်ွယ်အကြောင်းအရာလေးကိုကျွန်တော်ပြောပြမှာပါခင်ဗျာဆိုတော့ဒီအကြောင်းအရာကိုပြောခင်ဒုတိယကဘာစစ်မတိုင်ခင်ကဘာအခြေအနေလေးကိုနည်းနည်းပြောပြချင်းပါတယ်ခင်ဗျာအဲ့ဒီအကြောင်းအရာကိုသိထားမယ်ဆိုလို့ရှိရင်အခုဗီဒီယိုလေးကိုပေါ့နော်ဒီနားထောင်တဲ့အချိန်မှာဒီ trade desk အကြောင်းကိုနားထောင်တဲ့အချိန်မှာပို့ပြီးတော့နားလည်ပါပါခင်ဗျာ 1935နဲ့ဒီ40ပေါ့နော်ဒုတိယကမ္ဘာစစ်မတိုင်ခင်ကာလမှာဆိုလို့ရှိရင်အာဥရောပမှာဆိုလို့ရှိရင်ဂျာမနီကတဖြည်းဖြည်းအင်အားကြီးလာပြီးဖုံးကျင်းနိုင်ငံတွေကိုနယ်ချဲ့ဖို့စ조사နေပါတယ်အဲ့လိုပဲအာရှမှာလည်းပဲဂျပန်ကတဖြည်းဖြည်းအင်အားကြီးလာပြီးပုံကျင်းနိုင်ငံတွေကိုသူကနေပြီးတော့ကိုလိုနီလုပ်ဖို့တဖြည်းဖြည်း조사နေပါတယ်ခင်ဗျာအာရှမှာကြတော့ပေါ့နော်ဒီနေမီတော်များကဗြိတိရှားပြင်သစ်တို့ကနေပြီးတော့ကိုလိုနီလုပ်ထားပါတယ်ခင်ဗျာသူနာမှာဒီဘယ်ကိုလိုနီလက်အောက်မှာမကြရတော့နိုင်ငံဆိုလို့တရုတ်နိုင်ငံမှာရှိပါတယ် အဲ့တော့ဂျပန်ကနေပြီးတော့ပထမပိုင်းမှာပေါ့နော်တရုတ်နိုင်ငံကိုစပြီးတော့အသိမ်းပိုက်ပါတော့ဂျပန်ကျတော့စမှုလမ်းမှုတိုးတက်နေတဲ့နိုင်ငံဒီနည်းပညာကလည်းဘေးပတ်ဝန်းကျင်နိုင်ငံတွေနဲ့စလို့ရှိရင်အများကြီးတာနေတာပါခင်ဗျာသူကဥရောပနိုင်ငံတွေဆင်နိုင်တဲ့အနေအထားမှာရှိနေပါတယ်သူကဥရောပနိုင်ငံတွေကိုအားကျပြီးတော့ကိုလိုနီနိုင်ငံတွေလိုချင်လာတယ်အဲ့တော့ပတ်ဝန်းကျင်နိုင်ငံတွေကိုနေချဲ့ပါတယ်ခင်ဗျာပထမပိုင်းမှာတရုတ်နိုင်ငံကိုဒါတိမ့်ပိုက်တာပေါ့နော်အမအစပိုင်းမှာတရုတ်ကိုတိမ့်တဲ့အချိန်မှာနေမြေတူတူမများအောင်မင်းများစံစံတိမ့်ပိုက်နိုင်ပါတယ်ဘာဖြစ်လို့ဆိုတော့တရုတ်ဆိုတာကနောက်မှကြံခင်းတဲ့နိုင်ငံမှာ ီဘရင်စနစ်တွေပြီးပြည်တွင်းမညင်မတက်မှုတွေတော်လန်ရေးတွေနဲ့ပေါ့နော်တရုတ်နိုင်ငံကဘရင်စနစ်မှာကြံနေတာပါခင်ဗျာဂျပန်စစ်တပ်ကတော့ဒီခင်မီလက်နက်တွေနဲ့ဒေသချာပေါ့နော်စစ်တပ်ကိုစုဖွဲ့ထားတာပါအဲ့လိုစစ်တပ်ကတရုတ်လိုမျိုးပေါ့နော်ဒီနောက်မှကြံတဲ့စစ်တပ်မျိုးနဲ့တိုက်ခိုက်တဲ့အချိန်မှာပထမပိုင်းမှာနေမီတတော်များများကိုတိုက်ခိုက်နိုင်တယ်နေရာဒေသတတော်များများကိုခမ်းမြန်ဂျပန်ကနေပြီးတော့တိမ်ပိုင်းနိုင်တာပါခင်ဗျာတရုတ်နိုင်ငံမှာဒါပေမဲ့နောက်ပိုင်းမှာကျတော့အဲ့လိုတိမ်ပိုက်လို့မနိုင်တော့ပါဘူး။ဘာလို့လဲဆိုတော့တရုတ်တွေကလည်းခင်မီလက်နက်တွေနဲ့ပြန်တိုက်လာပါတယ် အမဂျပန်စဉ်းစားတာဟာတရုတ်ဆိုတာကဒီနောက်မှကျန်နေတဲ့နိုင်ငံပါအဲ့လိုနိုင်ငံကဒီလိုခင်းမိလက်နက်တွေဘလုံးမမထုတ်နိုင်ပါဘူးအဲ့ဒါကိုဂျပန်လည်းသိပါတယ်ခင်ဗျာအဲ့လိုလက်နက်တွေဘယ်သူကထောက်ပံ့နိုင်လဲဆိုတာကိုစုံစမ်းလိုက်တဲ့အချိန်မှာတော့မြန်မာတို့အိန္ဒိယတို့ဘက်ကဆိုလို့ရှိရင်ဗြိတိရှားတွေကကူညီတယ်ဒီဘက်ချင်ဗီယက်နမ်တို့ဘက်မှာဆိုရင်တော့ဒါပြင်သစ်ကနေပြီးတော့တရုတ်ကူညီနေတာပါအဲ့ဒီတော့ဒီဥရောပနိုင်ငံတွေကပေါ့နော်တရုတ်နိုင်ငံကိုဂျပန်လက်အောက်ကိုကြားရောက်သွားမှကြောက်လို့ဒီတရုတ်ကိုချစ်လို့ပေါ့နော်ကူညီနေတာမျိုးမဟုတ်ပါဘူးတကယ်တကယ်ကတော့ ဂျပန်ကသာတရုတ်နိုင်ငံကိုသိမ်းပိုက်လိုက်နိုင်မယ်ဆိုလို့ရှိရင်အာရှမှာဂျပန်အင်အားကြီးနိုင်ငံဖြစ်လာမယ်အဓိကကျရင်ဂျပန်ဒီတိုင်းနေမှာမဟုတ်ပါဘူးသူပန်ဝင်ကျင်နိုင်ငံဖြစ်တဲ့ဒီဗြိတိရှကိုလိုနီနေမြေတွေပြင်သစ်ကိုလိုနီနေမြေတွေကိုလည်းပဲဂျပန်ထက်ချဲထွင်มาပါခင်ဗျအဲ့ဒါကိုကြောက်ပါတယ်အဲ့ဒီတော့ကြမလို့သူတို့နဲ့ကပ်နေတဲ့တရုတ်နိုင်ငံကိုသူတို့ကနေပြီးတော့လက်နက်အကူအညီပေးတာပါခင်ဗျသူတို့ကလည်းပဲဒီတရုတ်နိုင်ငံကိုရရင်ရသလိုတိမ်မကြံနေတဲ့လူတွေပါပဲ ဒါပေမဲ့သူတို့ကအခုလက်ရှိအခြေအနေအရဥရောပမှာပေါ့နော်ဂျာမနီရဲ့အန်ဒီယောရင်းဆန်နေရတဲ့အတွက်ကြောင့်မို့လို့ဒီဘက်ချမ်းမှာခဏလေးမေးတာပြီးတော့ဂျပန်နဲ့တရုတ်ထိန်းခိုင်းတဲ့သဘောပါပဲအဲ့ဒါဂျပန်လည်းကောင်းကောင်းသိပါတယ်ခင်ဗျအဲ့ဒီတော့ဂျပန်ကနေပြီးတော့တရုတ်နိုင်ငံပေါ့နော်လန်နဲ့ထောက်ပံ့နေတဲ့လမ်းကြောင်းလည်းဖြစ်တဲ့ဒီဗီယက်နမ်တို့မြန်မာတို့အိန္ဒိယတို့အဲ့လိုနိုင်ငံမျိုးတိုင်ပိုင်ကိုစပြီးတော့ကျင်းစီလာပါတယ်ခင်ဗျ အလူအချိန်မှာပဲဂျာမနီကနေပြီးတော့ပြင်သစ်ကိုတင်ပိုက်လိုက်ပါတယ်။အမဂျာမနီဆိုတော့ဂျပန်ရဲ့မဟာမိတ်နိုင်ငံပါ။အဲ့တော့သူရဲ့မဟာမိတ်နိုင်ငံကပြင်သစ်ကိုတင်ပိုက်လိုက်ပြီဆိုတော့ဒီဘက်ချမ်းမှာပြင်သစ်ကိုလိုနီနေမြေတွေဖြစ်တဲ့ဗီယက်နမ်တို့ကမ္ဘောဒီးယားတို့ဂျပန်နဲ့လည်းတင်ပိုက်လိုက်ပါတယ်။ဆိုတော့အဲ့လိုတင်ပိုက်လိုက်တာကိုရင်းတစ်ထည့်ထည့်နေပေါ့နော်။စောက်ကြည့်နေတဲ့သူကတော့အမေရိကန်ပါခင်ဗျာ။ဘာဖြစ်လို့ဆိုတော့အမေရိကန်ဆိုတာအာတီချိန်တော့ပါပေါ့နော်။ဒီဖိလစ်ပိုင်နိုင်ငံကသူတို့ရဲ့ကိုလိုနီနေမြေပါ။ ဂျပန်ကဒီအရှေ့တောင်အာရှနိုင်ငံတွေကိုသိမ်းပိုက်လိုက်မယ်ပြီးရင်ဗြိတိရှားကိုလိုနီနယ်မြေတွေဖြစ်တဲ့အိန္ဒိယတို့ဒီမြန်မာတို့သိမ်းပိုက်လိုက်ပြီဆိုရင်တည်ကြတယ်သူရဲ့ကိုလိုနီနယ်မြေဒီဖိလစ်ပိုင်ကိုလည်းပဲမြန်ဆောင်ထိုးလာမှာပါအဲ့ဒါကိုအမေရိကန်သိပါတယ်လိုလည်းမလိုလားပါဘူးခင်ဗျာအဲဒါကြောင့်မလို့ဂျပန်ကိုပေါ့နော်ဒီအမေရိကန်နေပြီးတော့ဂျီဝါရေးပိတ်ဆို့ပါတယ်ခင်ဗျာအဲ့ဒီခေတ်ကဂျပန်ကဒီစမှုတိုးတက်နေတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ရင်းနှံအများပြားလိုအပ်နေတာပါအဲ့ဒီရဲ့ရင်းနှံတွေကိုဂျပန်အဓိကဝယ်ယူနေတာအမေရိကန်ပါအဲ့တော့အမေရိကန်နေပြီးတော့ရင်းနှံတွေမပိုးတော့တာပါခင်ဗျာ အာဂျပန်နိုင်ငံအကြီးကြီးဒုက္ခရောက်တာပါဆိုတော့စမှုတိုးတက်နေတဲ့နိုင်ငံတခုကရေနံမရှိတော့ဘူးဆိုရင်လေဘဖို့တော်တော်ခတ်သွားတာပါခင်ဗျာ ဲ့တော့အမေရိကန်တောင်းဆိုတာကတော့မင်းတို့ကျူးကျော်ထားတဲ့တရုတ်နိုင်ငံတို့ပြီးရင်ဒီဘက်ချင်ရပါတော့ဒီပြင်သစ်ရဲ့ကိုလိုနီနယ်မြေလေးဖြစ်တဲ့ဗီယက်နမ်တို့ကိုမင်းတို့ပြန်ပြီးတော့စွန့်လွှတ်မယ်ပြန်ပြီးတက်ဆုပ်ခွာမယ်ဆိုလို့ရှိရင်တော့ငါဂျီနမ်နေပြန်ရောင်းမယ်အေးအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့မင်းတို့နိုင်ငံကဂျီနမ်မပို့တော့ဘူးကွာဆိုပြီးတော့စီးပွားရေးပိတ်ဆို့လိုက်တာပါခင်ဗျအဲ့လိုလုပ်လိုက်တော့ဂျပန်ဒီမှာရွေးချယ်စရာနှစ်ခုဖြစ်လာပါတယ်တစ်ခုကတော့သူတို့နိုင်ငံဂျီနမ်ရဖို့အတွက်စီးပွားရေးပုံမှန်လေဘတ်ဖို့အတွက်ဆိုလို့ရှိရင်ပြင်သစ်ကိုလိုနီနယ်မြေတွေကိုသူတို့တင်ပိုက်ထားတာတွေကိုပြန်ဆုပ်ပေးလိုက်မယ်ဆိုရင်တော့ဂျီနမ်ပြန်ရမယ် နောက်ထပ်တနည်းအားကြတော့အရှေ့တောင်အာရှနိုင်ငံမှာဆိုလို့ရှိရင်ဒီအင်ဒိုနီးရှားကတော့မြန်မာတို့မှာရေနံရှိပါတယ်ပထမပိုင်းမှာပေါ့နော်ဒီဂျပန်နေပြီးတော့ဒီအင်ဒိုနီးရှားဒီအင်ဒိုနီးရှားဆိုတာအရှင်ကဒတ်စ်တေရဲ့ကိုလိုနီနေမြေပါနော်နယ်သာလန်ပေါ့နော်သူတို့စီမှာတွားဝဲပါတယ် အဲ့တို့ကလည်းပဲဒီအနောက်အစိုးနိုင်ငံတွေဖြစ်တဲ့အတွက်ကြောင့်မရောမအောင်ခင်ဗျာကျတော့အမေရိကန်စကားကိုနားထောင်မလားဒါမှမဟုတ်လို့ရှိရင်ဒီအင်ဒိုနီးရှားတို့မြန်မာတို့တင်ပိုက်ပြီးတော့ဒီရေနံလိုအပ်ချက်ကိုပေါ့နော်ဖြည့်ရှင်းမလားဆိုတော့ကိုရွေးချယ်စရာဖြစ်လာပါတယ်ခင်ဗျာအဲ့တော့အဲ့ဒီခေအဲ့ဒီခါပေါ့နော်ဂျပန်ဆိုတာကစေဝါတီတီလွှမ်းမိုးနေတဲ့အချိန်မှာအဲ့ကြောင့်မို့လို့သူတို့ကဒီတရုတ်နိုင်ငံလိုမျိုးမှာပေါ့နော်သူတို့နိုင်ငံသားတွေရဲ့အသက်သူတို့စစ်သားတွေရဲ့အသက်အများစွာရင်းပြီးတော့ဒီတိုက်ခိုက်တာရတာပါအဲ့ဒါကိုလေလေကူပြန်ဆုတ်ပေးဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူးအဲ့တော့ ရင်းနှီးလွှဲချုပ်ဖြေဆင်းမှုဆိုရင်တော့အမေရိကန်တောင်းဆိုချက်ကိုလည်းလိုက်လျော်ဖို့မဖြစ်နိုင်ဘူးအဲဒါကြောင့်မလို့နောက်ထပ်တနည်းပဲရှိတော့တယ်အဲ့ဒါကတော့ ဂျင်းနဲ့ထွက်တဲ့နေရာတွေကိုတင်ပိုက်ဖို့ပါအဲ့ချိန်ကဂျပန်တွေရဲ့အမြင်ကပေါ့နော်စီရီယာတိုက်ခိုက်မယ်စီရီယာသူတို့တင်ပိုက်လိုက်မယ်ဆိုရင်အင်ဒိုနီးရှားတို့မြန်မာတို့စီကနေရင်းနယ်လေးရမယ်ပြီးတခြားတိုင်းရဇာတာတွေလည်းအများကြီးရပါမှာနောက်ထပ်ကောင်းတာတစ်ခုကကြတော့ဒီရှီတောင်ရှားနိုင်ငံတွေအပါအဝင်အိန္ဒိယဘာတိုက်ပြီးတင်ပိုက်လိုက်မယ်ဆိုလို့ရှိရင်တရုတ်နိုင်ငံဆိုတာအလိုလျောက်ကြာသွားမှာပါတရုတ်ဆိုတာဒီလိုလက်နက်တွေမထုံးနိုင်ပါဘူးအဲ့သူတို့ရဲ့လက်နက်လမ်းကြောင်းတွေလည်းပြတ်သွားမယ်တရုတ်နိုင်ငံကိုလည်းရမယ်ဒီအရှေ့အာရှတစ်ခုလုံးကို တင်ပိုင်လိုက်နိုင်မှာပါခင်ဗျာဆိုတော့ကဘာချင်းတွေကအဲ့လိုဖြစ်နေတဲ့အချိန်မှာမြန်မာရဲ့အချင်းတွေကရောဆိုလို့ရှိရင်တော့မြန်မာတွေကလည်းပဲဒီအင်္ဂလိပ်အခက်ပမာအချက်ပေါ့နော်အဲ့ဒီကာလပါအခုဆိုအင်္ဂလိပ်တွေကဒီဂျာမနီနဲ့ဥရောပမှာစီရင်ဆိုင်နေရတဲ့အချိန်မှာဒီအမျိုးသားရေးသမားတွေကအင်္ဂလိပ်အခက်အမှားအချက်ဆိုပြီးတော့စပြီးတော့ဒီပြည်တွင်းမှာပေါ့နော်ဒီလွတ်လပ်ရေးအတွက်လှုပ်ရှားလာကြတဲ့အချိန်မှာခင်ဗျာလူထုကိုစီယုံပြီးတော့ဒါစန့်ကျင်နေတဲ့အချိန်မှာသူတို့ကလည်းဥရောပမှာပေါ့နော်ဒီဂျာမနီလိုမျိုးနိုင်ငံတွေနဲ့စီရင်ဆိုင်နေရတဲ့အချိန်မှာဒီဘက် သူတို့ရဲ့ကိုလိုနီနေမြေတွေကနိုင်ငံသမားတွေဒီနိုင်ငံလှုပ်ရှားတဲ့သူတွေပေါ့နော်အကုန်လုံးဖမ်းပြီးထောင်ထဲထည့်ထားတာပါအဲ့ဒီအချိန်မှာဗိုလ်ချုပ်ဆန်းလည်းဒါဖမ်းဝန်ထမ်းထုတ်ပါတယ်အဲ့ဒီအချိန်တော့တခင်အောင်ဆန်းပေါ့နော်သူလည်းဖမ်းဝန်ထမ်းထုတ်ပါတယ်ခင်ဗျာလူတွေတဲ့ပုံကဒီလိုအချိန်မှာငါအဖမ်းခံပြီးတော့ထောင်ထဲတက်နေလိုက်မယ်ဆိုရင်အချိန်ကုန်တာပေါ့နော်အဲ့တော့အပြင်ကနေပြီးတော့တခုခုရအောင်လုပ်မယ်ကွာဆိုပြီးတော့လူငယ်ပြီးပြီးအဲ့လိုတွေးတာပါခင်ဗျာပြီးရင်လူငယ်ဆိုတာနိုင်ငံရေးကိုဒီငင်းငင်းနဲ့နေနဲ့အရင်လောက်ပါငင်းငင်းနဲ့နေနဲ့လောက်ခွင့်မပေးဘူးဆိုရင်အဲ့ဒီအစိုးရကို သူတို့ကလည်းလက်နက်ကိုင်းတော်လန်ကိုတွေးတာလူငယ်တွေရဲ့တဘာဝပါပဲအဲ့တော့မြေအားလှုပ်ရှားမှုတွေလုပ်တယ်ဒီရောက် community ကလည်းပေါ့နော်အကူအညီယူမယ်ဘာတော့အဖမ်းမခံဘူးဘေးရရှားအစိုးရကိုလက်နက်ကိုင်းတော်လန်မယ်ဆိုပြီးတော့ဒါစပြီးတော့စိတ်ကူးကြဲကြတဲ့နိုင်ငံသမားတွေကိုအတိခိအတိခါဆိုရင်ယုံကြည်မှုလွန်ကဲတယ်လို့ပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့အတိခိအတိခါပေါ့နော်ဘေးရှားနိုင်ငံကိုမြန်မာဆိုတဲ့နိုင်ငံတည်တည်လေးကနေပြီးတော့လက်နက်ကိုင်းတော်လန်မယ်ဆိုပြီးစပြီးစိတ်ကူးကြဲတာ တုံတန်းရုံယုံကြည်မှုတော့မရပါဘူးအဲ့ဒီချိန်အင်္ဂလိပ်ဆိုတာဒီစူပါပါဝါနိုင်ငံပါခင်ဗျာအခုခေတ်ဆိုရင်တော့ဒါအမေရိကန်လိုနိုင်ငံမျိုးပါတကယ်အင်အားကြီးနိုင်ငံပါသူနိုင်ငံကကိုလိုနီနေမြေလည်းအများအပြားရှိတယ်သူနိုင်ငံပစံလည်းအချိန်ရောက်ဆိုရင်ဒါကဘာတုံးပါခင်ဗျာအဲ့လိုနိုင်ငံကိုလက်နက်ကင်တုံလန်ဖို့စာပြီးစိတ်ကူတာပါသူခေတ်သူခါလေးရောက်လဲပဲဟာမင်းတို့ဘောက်နေဒါအုံလင်းအောင်ခေါင်းနဲ့တိုက်တာရောမိုးလက်သီးနဲ့ထိုးတာရောဝေဖန်ခဲချမှာပါတော်လို့ဆိုတော့ဒီမြန်မာရှင်ဘင်းရုံတော်မှာပေါ့နော်တင်မော်လီ၃လေးစီးနဲ့လက်တက်ပြီးဖမ်းသွားတဲ့အင်္ဂလိပ်ကိုမင်းတို့လိုမျိုး ဒီလက်နက်ဆိုလို့အတ္တမမရှိတဲ့နိုင်ငံရေးသမားလူငယ်လေးတွေကနေပြီးတော့လက်နက်ကိုင်တော်လမ်းမယ်ဆိုတာဘယ်လိုနည်းမှမဖြစ်နိုင်ဘူးဒါယူသွမှုတစ်ခုပဲလို့ဝေဖန်ခဲ့ကြတဲ့သူတွေအများအပြားရှိမှာပါခင်ဗျာသူပထမဆုံးသွားတာကဒီတရုတ် community စီမှာလက်နက်ကူညီတောင်းမှုသွားတာပါသူကအဲ့ဒီချိန်ဘူဂျော့ကိုလည်းပဲဒါ community party ဝင်ပါ community party ကိုထူထောင်ထားတဲ့လူတွေကတယောက်ပါခင်ဗျာဆိုတော့သူက community တယောက်ဖြစ်နေတယ်ပြီးရင်သူသွားမနေရပါဘူးနော်အမွားဟန်ကျတော့ဒီဂျပန်ထောက်လန်းရေးတွေကင်းပြားရုံးနေရှိပါတယ်ခင်ဗျာဂျပန်နေဆိုတာကွန်မြူနစ်ဆိုလို့ရှိရင် တည်ရရအရှင်ရရတတ်တာပါဘိုးကြောင့်ဆင်းတဲ့တခင်လမ်းမြန်တွေကဒါတရုတ်တင်မောဒစီမှာတရုတ်တင်မောသားရောက်ဆောင်ပြီးတော့အမွားထွက်လာတာပါသွားမှာတော့ပြည်နယ်အောင်သွားမှာပါပြည်နယ်ကဒီကွန်မြူနတီပါတီရဲ့ဌာနရုပ်ရှိတယ်ပေါ့နော်ဒီမှာဌာနချုပ်နဲ့ဆက်သွယ်ပြီးတော့အနောက်အကူအညီတောင်းမယ်ပြီးရင်အင်္ဂလိပ်ကိုပြန်တော်လိုက်မယ်ဆိုပြီးစီစဉ်ထားတာပါခင်ဗျာအလိုနဲ့ဘိုးကြောင့်ဆင်းတဲ့တခင်လမ်းမြန်တွေပေါ့နော်ဒီအမွားဟံရောက်လာတယ်အမွားရောက်လာတဲ့အချိန်မှာစီစဉ်ထားသလိုမျိုးပေါ့နော်သူတို့တွေ့ထားသလိုမျိုးမဖြစ်လာပါဘူးဘာလို့လဲဆိုတော့အဲ့ဒီအချိန်ကဒီတရုတ်နိုင်ငံကွန်မြူနတီအနေနဲ့ကွန်မြူနတီအနေနဲ့က ပူပေါင်းပြီးတော့ဒီ facility ကိုတော်လန်နေတဲ့အချိန်မှာခင်ဗျာဆိုတော့သူတို့အဓိကကူညီနေတာကအမေရိကန်လိုလိုမျိုးဗြိတိရှားလိုလိုမျိုးပြင်သစ်လိုလိုမျိုးနိုင်ငံတွေကနေပြီးတော့အဓိကကူညီထားတာပေါ့သူတို့ကူညီနေတဲ့အင်္ဂလိပ်တွေကိုတော်လန်မဲ့တခင်အောင်ဆန်းတို့လိုမျိုးလူငယ်လေးတွေကို တို့ကနေပြန်ကူညီပေးဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။တို့ကသာတို့တော့ဂျပန်နဲ့အကြိမ်နဲ့တိုက်နေရတာပေါ့နော်။အဲ့လိုအချိန်မှာပဲမြန်မာနိုင်ငံမှာရှိတဲ့ဂျပန်ထောက်လှမ်းရေးတွေကနေပြီးတော့ဟာတခင်အောင်ဆန်းဆိုတဲ့လူငယ်လေးတွေကနေပြီးတော့ဒီတရုတ်ကွန်မြူနတီပါတီနဲ့တွားပြီးတော့ဆက်သွယ်နေတဲ့တည်ရင်ရသွားပါဂျပန်တွေကနေပြီးတော့ဘိုးချုပ်အဆောင်တွားပြီးစီယုံတာပါခင်ဗျာ။ကျွန်တော်ဒီမှာပြောချင်တာကပေါ့နော်။တွားခေါ်လာတာမဟုတ်ပါဘူး။ဂျပန်ကငကိုတဲ့ကပေါ့နော်။တိုက်ဖို့အစီအစဉ်ရှိပါတယ်ခင်ဗျာဘိုလ်ချော်တို့လိုမျိုးအဲ့ဒီပြည်တွင်းမှာပြည်သူထောက်ခံမှုရှိတဲ့လူတွေကိုသူတို့ကနေစီယုံပြီးတော့အဲ့ဒီလူတွေနဲ့တိုက်တာပါ အားကြလို့ရှိရင်ပြည်သူတွေကနေပြီးတော့တိတ်ပြီးတော့မတော်လန်တော့ပါဘူးသူတို့တွေ့ရတဲ့အချိန်မှာနောက်ပိုင်းမှာဒါဗိုလ်ချုပ်ဆန်းပါတဲ့အတွက်ပြည်သူတွေကနေပြီးတော့ဂျပန်တွေကြိုဆိုခဲ့ကြပါတယ်နောက်မှပါရနိုင်ရလုံမသားလင်းဟာမင်းတို့လည်းပြန်ချမယ်ခွာစီဖြစ်သွားတာပေါ့နော်အဲ့ဒီအချိန်မှာဗိုလ်ချုပ်ဆန်းတွေ့တဲ့ပုံကလည်းဂျပန်မစီစဉ်ဆွဲပြီးသားပဲဖြစ်မနေမြန်မာနိုင်ငံထဲဝင်ပါပဲဂျပန်တွေရက်ဆက်တာကိုဂျပန်တွေဒီလွှမ်းမိုးနေတဲ့အမွန်ကိုရောက်နေတဲ့ သူတယောက်ကနေပြီးတော့ဂျပန်နေအเจ้าမသိဆိုတော့မဖြစ်နိုင်ပါဘူးသိပါဒါပေမဲ့ဂျပန်ကတော့မဖြစ်မနေဝင်ပါပဲကဲအခုတိုင်မဲ့နေမှာဂျပန်နဲ့မပူအောင်ဆိုရင်ဒီမှာပဲဝရမ်းပြေဘဝနဲ့နေနေရမှာဂျပန်နဲ့အုပ်ချုပ်တယ်ပြီးတဲ့ချက်ဆက်နေပြီးသူတွေကတော်လိုက်မှဆိုရင်သူ့မှာဖိုင်ရမရှိဘူးဒီတိုင်မဲ့နေနေမှာဆိုရင်ခဲလို့များဂျပန်နဲ့ပူပေါင်းလိုက်မှဆိုလို့ရှိရင်တော့လက်နက်ကင်တက်တစ်ခုရမယ်ပြီးရင်မြွားကြီးမှာအဆင်ပြေဘူးအချင်းနေမှန်ဘူးဆိုရင်ပြန်တော်လိုက်မှာပါဒါအဲ့ဒီချိန်လေးကပါနော်မြန်မာနိုင်ငံကဂျပန်အကူအညီယူတဲ့ ရဲဘော်တိုင်းကအဲ့လိုမျိုးအတွေးရှိကြတာပါခင်ဗျအဲ့ဒီခေတ်အဲ့ဒီခါမြန်မာတွေရဲ့တွေးတဲ့ပုံကမြန်မာရဲ့ရန်သူရဲ့ရန်သူကအဲ့ဒါဆိုမြန်မာရဲ့မိတ်ဆွေရောခင်ဗျညို့တို့တို့ဖြူဖြူမဲမဲမြန်မာရဲ့ရန်သူကိုတိုက်ခိုက်နေလေဆိုရင်အဲ့ဒါမြန်မာရဲ့မိတ်ဆွေပါအဲ့လိုတွေးတာပါဥပမာဟစ်တလာလို့ဆိုရင်မြန်မာတွေကြိုက်ခဲကြပါတယ်ငါတို့မှလည်းပဲဒီဗီရှားတွေပေါ့နော်ပြန်တိုက်နိုင်တဲ့ ဟစ်တလာလိုမျိုးအာနာရှင်တယောက်ရှင်ကောင်းပါပဲဆိုပြီးတော့မြန်မာတွေကနေပြီးတော့အာနာရှင်လူကျင်ခဲ့ကြတဲ့အချိန်အောင်ရှိပါတယ်ခင်ဗျာ။ဒါနောက်ပိုင်းမှာဆိုလို့ရှိရင်တော့မှတ်တာနိုင်ငံရေးခေါင်းဆောင်တွေပြီးရင်ဒီအတင်းဖွဲ့ခေါင်းဆောင်တွေကိုအာနာရှင်ကြီးလို့တော့ခေါ်ပါအာနာရှင်ကြီးခေါ်တာအခုခေတ်လိုမျိုးပေါ့နော်မုံလို့ရှင်လို့ခေါ်တာမဟုတ်ပါဘူး။ချစ်လို့ပါ။ဟာငါဒါငါတို့ရဲ့အာနာရှင်ကြီးနော်။ငါတို့ရဲ့ခေါင်းဆောင်ကြီးဆိုပြီးခေါ်တာပါခင်ဗျာ။ဒါအာနာရှင်ဆိုတဲ့စကားလုံးကိုဒါ ဥနေဝင်အာနာတိမ့်ပြီးနောက်ပိုင်းတော့မှယုံသွားကြတာပေါ့အရင်တော့ဆိုရင်အာနာရှင်ဆိုတာဟာငါတို့အာနာပေးထားလူကြီးဆိုပြီးအဲ့လိုခေါ်တာပါခင်ဗျာဆိုတော့မြန်မာတွေကလည်းပဲဒီလက်နက်ကန်တက်တခုလိုချင်နေပါတယ်တပီသူတော့လိုချင်နေကြတာပါငါတို့လူမျိုးကာကွယ်ပေးမဲ့လက်နက်ကန်တက် အာနာရှင်မျိုးရှင်ကောင်းပါပဲဆိုပြီးတော့မြန်မာတွေကအိမ်မက်မက်နေတဲ့အချိန်မှာခင်ဗျာအဲ့ဒီအချိန်ကဗန်နေနဲ့အဆက်သက်လို့တဘောတူညီမှုတွေရှိပြီးတော့ပေါ့နော်ထိုင်းနိုင်ငံကိုကြောက်လာတယ်ထိုင်းနိုင်ငံကြောက်လာပြီးတော့မြန်မာနိုင်ငံကိုအစ်စ်ချောင်းတုံးချောင်းခွဲပြီးတော့ဝင်တိုက်တာပါခင်ဗျာနောက်ထပ်ပေါ့နော်ထူးဆန်းတာတစ်ခုရှိပါသေးတယ်အဲ့ဒါကတော့စစ်ကြိုခေတ်ဆိုတဲ့ဇာတ်ပါကျွန်တော်ထင်တယ်စစ်ကြိုခေတ်ဆိုတဲ့ဇာတ်ဘယ်နိုင်ငံမှာမှမရှိတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့စစ်ကိုကြိုတာပါစစ်ဆိုတာကြိုစရာကောင်းတာမဟုတ်ပါဘူးဘာလို့လဲဆိုတော့စစ်ရောက်လာလို့ရှိရင်အကုန်ဒုက္ခရောက်ကြရတာပါအဲ့ဒါကိုမြန်မာတွေမသိလို့ကြိုတာမဟုတ်ပါဘူး တိတိကြီးနဲ့ကြိုးတာပါမြန်မာတွေလောက်ဒီစည်ရတံကိုခံရတာမြန်မာတွေပဲရှိပါတယ်တမိုင်းအဆက်ဆက်မှာပေါ့နော်စစ်နဲ့ကင်းသွားတဲ့ကိုမရှိပါဘူးမြန်မာလူမျိုးဆိုတာစစ်ရောက်လာရင်ဒုက္ခရောက်မှောက်သိပါတယ်ခင်ဗျာဒါပေမဲ့သူတို့ပုံမှာပေါ့နော်အုပ်ချုပ်နေတဲ့လူတွေမကြိုက်လာတော့ဘူးဆိုရင်မြန်မာတွေကစစ်ကိုကြိုးပါတယ်စစ်ကိုကြိုးတာဘာနဲ့တူလဲဆိုတော့ဒီမိခဲကိုကင်ပြီးတော့မိတော်ရှုတာနဲ့တူပါအရင်ဆုံးကိုကပူတာပါဒါပေမဲ့ကျင်းထပ်ပါတယ်မြန်မာတွေကအဲ့ဒီအာနာရှင်ဆိုတဲ့ကောင်းတယ်ငါတို့အုပ်ချုပ်နေတဲ့ကောင်းတယ်လောင်သွားရင်ရပြီ အဲ့လိုမျိုးသဘောပါအဲ့လိုစိတ်ကိုကြိုးတာပါဥပမာပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာပေါ့နော်စိတ်ကိုကြိုးတယ်ဆိုတာဒီစကလုံးရကြားကောင်းအောင်ကြိုးတာမဟုတ်ပါဘူးတကယ်ကြိုးတာပါခင်ဗျာဥပမာမျက်လုံးနဲ့မြင်အောင်ပြောမယ်ဆိုလို့ရှိရင်တော်လိုင်းကြီးသမားတွေကဒီတခြားမျိုးတခြားရွာတွေကစစ်သားတွေရဲတွေကိုပေါ့နော်တိုက်ခိုက်နေတယ်ဆိုတော့တည်င်းချလို့ရှိရင်သူတို့ရွာနေပြီသူတို့ကနေပြီးတော့ငါတို့ရွာမှာလဲကွာဒီလိုမျိုး ရဲတွေစစ်သားတွေကိုတီတော်လိုင်းသမားတွေကလက်တိုင်ကောင်းပါပဲဆိုပြီးတော့စိတ်ထဲနဲ့ကြိတ်ပြီးတော့ကြိုတာပါခင်ဗျာပြီးလို့ရှိရင်ဒီကိုရွာကိုမျိုးကပေါ့နော်ရဲတွေစစ်သားတွေကိုတီတော်လိုင်းသမားတွေကတိုက်ခိုင်းနေပြီဆိုလို့ရှိရင်လည်းပဲဝမ်းသာကြတာပါစစ်လက်တိုက်တွေဆိုတဲ့ကွာသူတို့ကိုယ်တိုင်ကစအနေရှိပါထမ်းမဲ့သူတို့ဒုက္ခခံပြီးတော့ဝမ်းသာတာပါအဲ့လိုစစ်ကိုကြိုတာပါခင်ဗျာဒါကျွန်တော်တို့လူမျိုးတွေရဲ့ထူးဆန်းတဲ့စစ်ကို ဂျိုတဲ့စတဲ့ခစ်ကြောင်းလေးကိုကျွန်တော်ပြောပြတာပေါ့နော်အဲ့လိုနဲ့ဒီမြန်မာနိုင်ငံပေါ့နော်ဂျပန်တွေဝင်လာတဲ့အင်္ဂလိပ်တွေကဆုတ်သွားပါတယ်ခင်ဗျာအမှားအင်္ဂလိပ်တွေကဆုတ်သွားတာရိုးဆုတ်တာမဟုတ်ပါဘူး။မြေလန်စနစ်ကိုကြည့်တုံးဆုတ်သွားတာပါ။မြေလန်စနစ်ကိုကြည့်တုံးနေဆိုတာကဒီအင်္ဂလိပ်တွေကပေါ့နော်။သူတို့ဆုတ်သွားတဲ့လမ်းပေါ့နော်။တောက်လျှောက်ကိုအဲ့ဒီလမ်းမှာရှိတဲ့မြို့တွေဆိုရင်လည်းပဲဖျက်ဆီးသွားတယ်။လမ်းတွေဆိုရင်လည်းပဲ ဖြစ်စီသွားတာပါခင်ဗျာဘာဖြစ်လို့အဲ့လိုလုပ်လဲဆိုတော့ဂျပန်တွေကနောင်အားလိုက်လာတဲ့ခါကြလို့ရှိရင်သူတို့နောက်နောက်ပေါ့နော်ဒါရဲ့လိုင်းမနိုင်အောင်နှေးရအောင်ပါသူတို့ဒီမှာစစ်ပင်ချိန်ရအောင်ဆိုပြီးတော့လမ်းတွေဖြတ်တယ်မြို့တွေကိုဖြတ်တယ်မြို့တွေဖြတ်တာကတော့ဒါဂျပန်တွေရောက်လာရိတ်ခတ်မရအောင်ပေါ့နော်မြို့တွေရှိနေမယ်ဆိုအေးမြို့ရိတ်ခတ်တယ်ယူပြီးရင်သူတို့နောက်ဆက်လိုက်လို့ရပါတယ်ဒါပေမဲ့မြို့တွေမရှိတော့ဘူးဆိုလို့ရှိရင်ရိတ်ခတ်အောင်စောင့်အောင်ပါနည်းနည်းလေးကြာသွားမှာပါအဲ့ဒါဒီအင်္ဂလိပ်တွေကလည်းပဲကောစစ်ပင်ချိန်ရမယ်တနည်းတကြပေါ့နော်စုခွာချိန်ရအောင်အဲ့လိုလုပ်တာပါခင်ဗျာဆိုတော့အဲ့လိုနဲ့ဒီဂျပန်တွေကပေါ့နော်မြန်မာပြည်ကိုတင်ပိုက်လိုက်ရတဲ့ တဲ့အချိန်မှာဒီမြို့ပြတ်တွေဒီလမ်းပြတ်တွေအများကြီးပြင်ရတာပေါ့လမ်းတွေတံတားတွေကိုသူတို့ပြင်တာကတော့အင်္ဂလိပ်တွေကအိန္ဒိယကိုဆုတ်သွားတာပေါ့သူတို့ကအိန္ဒိယကိုဆက်တိုက်အောင်မှာအဲ့ဒီအစီအစဉ်ရှိတဲ့အတွက်ကြောင့်မို့လမ်းတွေကောင်းနေမို့လို့ပါအဲကြောင့်လမ်းတွေပြင်တာပေါ့ကဲလမ်းတွေပြင်မယ်ဆိုတော့ဒီဆက်ရံတရားတွေသူတို့စစ်သားတွေနဲ့ပြင်တာမဟုတ်ပါဘူးစစ်ဖြစ်သွားလို့အလုံးလုံးပဲဖြစ်နေတဲ့ဒီပြည်သူတွေကိုခေါ်ပြီးတော့တင်အားဓမ္မပြင်ခိုင်းတာပါဆိုတော့ငါတို့ဂျပန်တွေကမြို့နိုင်ငံအတွက်အတန်နဲ့တူရင်းနဲ့ရင်းပြီးတိုက်နေတယ်မင်းတို့ကကြတော့မင်းတို့နိုင်ငံတိုးတက်ဖို့အတွက် ချွေးရင်ကြကွာဆိုပြီးတော့ဒါချွေးတက်ဆွဲတာပါခင်ဗျအဲ့လိုချွေးတက်ဆွဲခံရတဲ့အထဲကမှဒါထိုင်းမြန်မာယထာလန်အတွက်ချွေးတက်ဆွဲခံရတဲ့ပြည်သူတွေရဲ့ဘဝကတော့တော်တော်လေးကြောက်စရာကောင်းခဲ့ပါတယ်ခင်ဗျအဲ့ကျွန်တော်ဒီနေ့ပြောမှာကတော့ဒီထိုင်းမြန်မာယထာလန်ပေါ့နော်တင်မင်းတမန်ယထာလန်လို့လည်းခေါ်တယ်ပေါ့နော် အရိယထာလန်ကိုဖောက်ခဲ့တဲ့အချိန်မှာချွေတက်ဆွဲခံရတဲ့လူတွေရဲ့အကြောင်းပါခင်ဗျာ။ထမ်းမှာယထာလန်အောင်ပေါ့နော်။သူတို့ကဘာကြောင့်ဖောက်ခဲ့တာလဲ။အဓိကကတော့ကျွန်တော်ကပြောသလိုမျိုးပဲ။သူတို့အိန္ဒိယကိုဆက်ပြီးတော့စစ်တိုက်ရအောင်စစ်တိုက်ဖို့ဆိုလို့ရှိရင်လက်နက်ပစ္စည်းတွေရိတ်ခါတွေအများကြီးပို့ရအောင်ပါပါ။အဲ့လိုတုံးပြဖို့အတွက်ထမ်းမှာယထာလန်ကိုဖောက်တာပါခင်ဗျာ။အမှပေါ့တင်မောနဲ့တွားလို့မရဘူးလားပေါ့နော်မြန်မာနိုင်ငံဆိုရင်အဲ့ဒီနေရာတော်တော်များများလို့လည်းဒါဂျပန်တင်ပိုက်လာပြီးပါပြီတင်မောနဲ့တွားရင်ဘာပြဿနာရှိလဲဆိုလို့ရှိရင်တော့ဒီအိန္ဒိယနိုင်ငံကြတော့ဂျပန်လက်အောက်မရောက်သေးပါဘူး အဓိကကျတော့ဒီမှာဗြိတိရှားရေတက်ရှိနေပါတယ်ဒီလိုတင်းမုန်းနဲ့လာမယ်ဆိုလို့ရှိရင်ဘင်္ဂလားပင်လဲအော်ရိုဘတ်ချန်ရောက်လာမယ်ဆိုရင်ဗြိတိရှားရေတက်ကနေပြီးတော့ဒီကုန်တင်တင်မောတွေလက်နက်တင်လာတဲ့တင်မောတွေကိုဒုက္ခပေးနိုင်ပါတယ်ခင်ဗျာပြီးတာလက်နက်တင်ဖို့ဖို့ရမဟုတ်ဘူးမြန်မာနိုင်ငံမှာထွက်တဲ့ဒီတန်ရာဇာတာတွေကိုလည်းပဲသူတို့နိုင်ငံတော့ ဒီလိုနီးနဲ့တဲဖို့ပါခင်ဗျာရေလန်းအတိတ်မှာဆိုရင်ခုနအလိုမျိုးပဲဗြိတိရှားရေတက်ကနေပြီးတော့ဗောနော်ဒါနောက်ရှေ့ဖြက်စီမှာကြောက်လို့ပါခင်ဗျာအဲဒါကြောင့်မလို့ဂျပန်တွေကနေပြီးတော့ဒီကုန်းလန်းနေဗောနော်ဟိုင်းပင်လယ်ကွေးတို့ဒီတောင်တယုတ်ပင်လယ်တို့ဆိုတာကဂျပန်ကအောက်ဆူထားတဲ့နေရာကိုရောက်သွားပါပြီအဲဒီခါကျရင်ဗာနောက်ရှေ့မှာမရှိပဲနဲ့ဒါသတို့နိုင်ငံကိုတင်မောင်းနဲ့သွားလို့ရပြီဗောနော်ဂျပန်တွေအဲ့လိုတော့ခဲ့တာပါဆိုတော့အဲ့ဒီတိုင်းမှာယထာလန်းဗောနော်မြန်မာကကျတော့တုံးစုကနေပြီးတော့တာမျိုးစရာထီကိုတာဝန်ယူပြီးဖောက်လို့ရပါတယ်အဲ့လိုဖောက်တဲ့အချိန်မှာလည်းပဲဒါစစ်သားတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗောနော်သူတို့အမြန်ဖောက်တာပါ မြင်ဖားဖို့ဆိုရင်လူအများကြီးလိုအပ်ပါတယ်ဆိုတော့အဲ့ဒီလူတွေကိုဘယ်လိုမျိုးနီးနဲ့ခေါ်လာတာလဲဆိုတော့ဒီနေ့ဖြစ်ဒီမှာကျွန်တော်အဓိကပြောမှာပါဒီရက်ထာလန်တစ်ခုလုံးမှာပေါ့နော်အာအုံပြုခဲတဲ့လူပေါင်း2သိန်းခွဲလောက်ရှိပါတယ်ခင်ဗျာအဲ့ဒီထဲမှာတည်ခဲတဲ့လူကတော့တသိန်းလောက်ရှိပါတယ်ဒီထဲမှာစစ်တုပ်ပန်းတွေလည်းပါပါစစ်တုပ်ပန်းကတော့1000ကျော်လောက်တည်ပါတာခင်ဗျာအဲ့ဒီလမ်းမှာပြည်သူတသိန်းကျော်နဲ့စစ်တုပ်ပန်း1000ကျော်လောက် တည်ခဲ့တာပေါ့နော်အဲယထာလံအဲဒါကြောင့်မလို့ဒီလံကိုတင်မင်းတမန်ယထာလံဆိုပြီးတော့နောက်မှတွင်ခဲ့တာပါဆိုတော့ဒီယထာလံမှာတည်ခဲ့တဲ့လူတွေအကြောင်းအတိအကျပေါ့နော်မှတ်တမ်းတင်ထားတာမရှိပါဘူးအဲဒါကြောင့်မလို့ကျွန်တော်ဥပမာလေးနဲ့ကျွန်တော်ပြောပြမှာပါခင်ဗျာတမဇရကနေပြီးတော့အာဖရာသုံးသူတီကိုမြန်မာတွေကနေတာဝန်ယူရမယ်သူတို့ကနေပြီးတော့စကန်လေးတွေခွဲခွဲလိုက်ပါတယ်ဒါကတော့ ဘယ်ခရိုင်အတွက်ဒါတော့ဘယ်ခရိုင်အတွက်ဆိုပြီးတော့နေရာလေးတွေခွဲစခန်းလေးတွေဆောက်ပါတယ်ခင်ဗျာဥပမာခရိုင်တစ်ခုမှာလူတစ်ထောင်လိုတယ်ဗောနော်ခရိုင်တစ်ခုဆိုရင်စခန်းတစ်ခုအတွက်လူတစ်ထောင်တာဝန်ယူရမယ်ခရိုင်ဝန်ကိုဂျပန်ကနေပြီးတော့ဗောနော်ကဲမင်းတို့ခရိုင်ကနေပြီးတော့လူတစ်ထောင်ကိုရှာပေးချွေတက်တာဗောနော်တစ်ထောင်ကိုရှာပေးဆိုပြီးတော့ဂျပန်ကနေပြီးတော့ခရိုင်ဝန်သွားပြောတယ်အမခရိုင်ဝန်ကနေပြီးတော့ဟုတ်ပြီသူအောက်မှာဗောနော်ဒါဥပမာပြီးတာနော်သူရဲ့ခရိုင်အောက်မှာမျိုး၁၀မျိုးရှိတယ်ဆိုပါဆို အဲ့ဒီမျိုးဆက်မျိုးကိုသူကနေပြီးတော့ဂျပန်ကတော့ငါ့ကိုတထောင်မှားလိုက်ဒါပေမဲ့ငါကတမျိုးတရားနှုံနဲ့မှားလိုက်မယ်ဆိုရင်အကြောင်းမျိုးကြောင့်လူတွေကမလိုက်လို့မပြည့်ဘူးဆိုလို့ရှိရင်ငါ့ကိုဂျပန်တွေကဒုက္ခပေးနိုင်ငါရလူလေးပြုတ်သွားမယ်အဲ့ဒါကြောင့်ငါနည်းနည်းလူလူပို့ပို့တောင်းတာအောင်မှဆိုပြီးတော့အမှန်ဆိုရင်သူ့အောက်မှာရှိတဲ့10မျိုးကိုသူကနေပြီးတော့ကဲမင်းတို့တယောက်တရားစင်တို့တထောင်ရပါပဲဒါပေမဲ့အဲ့လိုမဟုတ်ဘူးသူကနေပြီးတော့လူလူပို့ပို့ပေါ့နော်ကဲမင်းတို့တမျိုးကို ဟုတ်150စာပေးဆိုပြီးအောက်မှာလိုက်ပါတယ်ဥမာအဲ့ဒီမျိုးရဲ့အောက်မှာလဲပဲဒါရွာ၁၀ရွာဒါမှမဟုတ်ရက်ကွက်၁၀ခုရှိတယ်ဆိုပါဆိုအမမြို့အုပ်ချုပ်တဲ့သူကလည်းပဲကဲအထက်ကတော့ငါ့ကို150မှားလာသူအောက်မှာရှိတဲ့ရွာဒါမှမဟုတ်ရက်ကွက်တွေပေါ့နော်ကဲမင်းတို့ရက်ကွက်တွေမင်းတို့ရွာတွေကနေပြီးတော့တယောက်ကိုတရက်ကွက်ကိုပေါ့နော်ဒါမှမဟုတ်တရွာကိုအယောက်20ရှာပေးဆိုပြောလိုက်ပါတယ်ပေါ့နော်ရွာလူကြီးစုရောက်သွားရွာလူကြီးကလည်းပဲအထက်ကတိုင်းတော့20ပဲသူက20အတိကျလောက်လိုက်မတုံမတဲ့ချိုချစ်ပြီးတော့ လိုသွားရင်ဘယ်နဲ့လုံးပါအဲကြောင့်သူကလည်းအဖို့တောင်းပါကဲအထက်ကတော့20တောင်းလိုက်25ရောင်းတောင်းလိုက်ပါဆိုပြီးတော့25ရောင်းတောင်းလိုက်ပါအမရွာနေပြီးတော့25ရောင်းရှာလာပြီးတယ်2ရောင်းလောက်ကဒါပတ်စံထိုးပြီးတော့ဒါမှမဟုတ်အကြောင်းမျိုးမျိုးじゃပေါ့နော်တကြီးမျက်နှာနဲ့ပေါ့နော်ဒါနေအောင်လောက်လွတ်သွားရင်23ရောင်းလောက်ရတယ်ကိစ္စမရှိသူကအပေါ်နဲ့20ပဲတင်ရမှာဒါပေမဲ့23ရောင်းလောက်တင်လိုက်ပါတယ်အဲ့မှာပေါ့နော်ဘာဖြစ်လို့အယောက်20လောက်တော့ရလဲပေါ့ပထမဆုံးအကြိမ်မှာလူတွေမသိကြပါဘူးပြီးဂျပန်တွေကလည်းဝါးရားဖြစ်နေတာပါခင်ဗျာရင်းနှီးနိုင်ငံတွက် ရထားလိုင်းဖောက်ပြီးနေတာအဲ့ရထားလိုင်းပြီးသွားရင်ဂျပန်ကနေပြီးတော့ဒီပစ္စည်းတွေတင်လာမယ်မင်းတို့နိုင်ငံကိုလာပို့မယ်ပြီးလို့ရှိရင်လာစားလည်းပြီးမယ်မင်းတို့6လပဲလုံးအကြိုင်မလုပ်ရအောင်6လပြီးလို့ရှိရင်မင်းတို့လာစားတွေပိုက်ပြီးတော့အိမ်ပြန်လာရုံပဲပြီးဟိုမှာလည်းပဲထိုင်းရောက်ဝိုင်းထိုင်းမှာလည်းပဲအိုးစားတယ်အင်မတန်မှပေါ်တယ်မင်းတို့လိုချင်တာဝယ်လို့ရတယ်ပတ်စံလည်းရမယ်ပြီးပြီးသူတွေကစပီကာလာဆိုတော့ပြီးသူတွေအလောက်ကရင်လည်းမရှိကြပါဘူးအဲကြောင့်မလို့ပထမပိုင်းမှာလိုက်ကြပါတချို့ကကြတော့ဒီဂျပန်ဝါရာဖြန့်တာကိုယုံလို့လိုက်ကြတာပါ တချို့ကြတော့မယုံဘူးဒါပေမဲ့အုတ်ကြီးနဲ့အဆင်မပြေလို့ဒါမှမဟုတ်ရင်မဲနှိုက်လို့အဲ့လိုနေနဲ့လိုက်လာကြရတာပါခင်ဗျာဘာလို့မှမတိတ်ပြီးတော့အကြောင်းလမ်းမရှိသေးဘူးဘာပါလိမ့်စီပြီးတော့ဂျပန်ကိုတော့မယုံဘူးဒါပေမဲ့ဟိုအရင်ဆိုးမယ်လို့မထင်ဘူးဒီမှာနေရင်လည်းပဲဒီအလောက်ကမရှိတဲ့ခါကြတော့ဗောနော်အဲ့တော့သူတို့လိုက်သွားကြတဲ့လူတရှိတချို့ကြတော့လည်းပဲဒီအုတ်ကြီးနဲ့အဆင်မပြေလို့တချို့ကြတော့လည်းပဲသူ့တဘောနဲ့သူဒါဂျပန်ရဲ့ဝါရားပြန်အောင်ယုံလို့လိုက်သွားတဲ့လူကြီးလည်းရှိပါတယ်ခင်ဗျာအဲ့လိုနဲ့အစင်းစင်းလက်ထိုးလိုက်လွတ်လာလိုက်တချို့ကကြတော့လက်မထိုးနိုင်ပစံမပေးနိုင် ဒီစစ်ပီးကာလာဆိုတော့ဗောနပစံလည်းမရှိကြအဲ့တော့ပစံမပေးနိုင်လို့မလုတ်ပါနဲ့ပါသွားလိုက်ကြတာဒီခံဝင်စီလည်းရောက်ရောဂျပန်တောင်းတာတထောင်ပဲအဲ့လိုအစင်းစင်းတော့ပေါ်ပေါ်ပေါ်ပြီးတောင်းလာလိုက်ကြတာအပေါ်လည်းရောက်ရောနှစ်ထောင်ဖြစ်သွားပါပြီအဲ့တော့ခံဝင်ကနေပြီးတော့နှစ်ထောင်ကျော်နေပြီဆိုတော့ဒီသူဂျပန်ဘုရားမှာတထောင်ပဲအဲ့တော့ကဲတထောင်ပြန်ကြဆိုပြီးတော့လည်းလုံးလုံးမရပါဘူးအဲ့ဒီခါကျတော့အဲ့တော့ passive sit တက်ကိုဒါမျက်နှာလိုအားရလောက်ပြီးတော့ဗောနဟာဒါ master ကြီးတို့အတွက်ကျွန်တော်ခံရမှရှိခဲ့လူတွေကနေပြီးတော့လောက်အပ်ပေးခြင်းလို့သူတို့သဘောနဲ့သူတို့ လိုက်လာကြတာကျွန်တော်တို့တထောင်ပဲခေါ်တာဘာစတိုင်းအကုန်လုံးခေါ်သွားသူပြောတာအမှပြဿနာကသူတို့ပထမတထောင်ပဲတောင်းလာတာခရင်တစ်ခုကိုအဲ့တော့သူတို့စီစဉ်ထားတာလည်းပဲနေစရာထိုင်စရာအိပ်စရာစားစရာတွေတော့ပေါ့နော်အဲ့တထောင်သာပဲစီစဉ်ထားတာပါပြီးတောထဲမှာတထားထားတာပါရိခတဲ့စခန်းလေးဆိုတော့အဲ့ဒီခေတုံးဆိုတာလူမရောက်ငှက်မပေါက်တဲ့တော်ကြီးပါအဲ့ဒီတော်ကြီးထဲမှာသွားဆောက်ထားတာပါအဲ့တော့အိမ်နေဆိုရင်လည်းပဲတထောင်စားရိခဆိုရင်လည်းတထောင်စားဒီအိမ်သားတွေကအစားပေါ့နော်တထောင်စားပဲလုပ်ထားတာပါအဲ့တော့လူတွေကခုနကတထောင်စားစီစဉ်ထားတဲ့နေရာမှာ နှစ်ထောင်သားလူတွေတော့ထဲလိုက်ပါတယ်အဲ့တော့ဘာဖြစ်လာလဲဆိုတော့ပထမဆုံးအနေနဲ့ကတော့ဒီအစာရေစာမဝါတာပါတော့အလောက်ကလည်းပင်ပန်းနေအစာရေစာမဝဘူးချင်းရင်ပေါ်တဲ့အတွက်ကြောင့်မလို့ပါနော်ယောဂကလည်းပဲအင်မတန်မှထူရင်းနေရပါခင်ဗျာအဲ့ဆိုလူတွေကအစာရေစာမဝကိုခံအားမပြည့်အင်္သာတွေကမတန့်အဲ့လိုနဲ့ကျမရေတဖြည်းဖြည်းခြုံရင်းလာတယ်ကုဆက်ယောဂတွေဖြစ်လာတယ်တေချာကြည်ကြတယ်ကိစ္စမရှိလူတွေယောလာပြီလူတွေကအားပြက်လာပြီလူတွေက ဒီအလုံးလုံးမနိုင်တော့ဘူးပေါ့နော်အားပြက်လာပြီတေကန်နီးနေဖြစ်လာပြီဒါမှမဟုတ်တော်များတေသွားပြီဆိုရင်ဂျပန်တွေကနေပြီးတော့ဂူနာခံယူသွားပြီးတော့ထတ်ခေါ်ပါခံဝင်တဲ့ကဂူနာလိုပဲအစင်းစင်းထတ်လို့တယ်ပြီးရင် ထပ်ပို့ရတယ်ခင်ဗျပထမဆုံးတစ်ခေါက်လိုမျိုးတော့လူတွေကလွယ်လွယ်ကူမဟုတ်တော့ပါဘူးဟာအရင်တစ်ခေါက်လူကြီးတောင်မှမပြန်လာနိုင်သေးဘူးအခုနောက်တစ်ခေါက်ထပ်ခေါက်နေပြန်ပြီအရင်တစ်ခေါက်လူတွေဘယောက်သွားရလဲဆိုတွေးပြီးတော့မလိုက်ကြဘူးထွက်ပြေးကြတဲ့လူတွေရှိတယ်အဲ့တော့ဒီတကြီးတွေကနေပြီးတော့မဲနှိုက်ခိုင်းတယ်ပြီးရင်ဒါပတ်စံရှိတဲ့လူတွေကလည်းသူတို့မဲပေါက်ရဆိုလို့ရှိရင်ဒါသူတို့သားမီးကိုစားပါတော့ပတ်စံမရှိတဲ့လူတွေကိုထည့်ပေးတယ်အဲ့လိုနီးနဲ့လှုပ်လာတာပါတချို့နေတွေဆိုလို့ရှိရင်ဒါတကြီးနဲ့အဆင်မပြေတဲ့လူဂျပန်ကိုစမ်းကျင်နေတဲ့လူတွေဆိုလို့ရှိရင်ဖန်ခေါ်ပြီးထည့်လိုက်တာပါခင်ဗျာ မတချို့မျိုးတွေမှာဆိုလို့ရှိရင်ယူတဲ့စာဆွဲလို့မရတော့အကုန်လုံးကမလိုက်တော့ပြေးကြတယ်ဆိုရင်ဂျပန်တွေကဘာလုပ်လို့လဲဆိုတော့ဗီဒီယိုယုံနေပေါ့နော်ရုပ်ရှင်ယုံနေပြပေးတယ်ပြီးပွဲတွေချင်းပါတယ်ပထမတစ်ချိန်တစ်ချိန်ဘာမှမလုပ်ပါဘူးလူတွေကယုံကြည်လာပြီးလာကြည့်ကြပြီးဆိုလို့ရှိရင်တော့ဒါအဲ့ဒီပွဲတွေမှာဒီအဲ့ဒီရုပ်ရှင်ယုံနေမှာပေါ့နော်ဂျပန်တွေကနေပြီးတော့ဒါမတိမတာပေါ့နော်လူရဲ့လူငယ်တွေကိုယူတဲ့ဆိုပြီးတော့ဖန်ခေါ်ပါဘာလို့မှတော့မတိလိုက်ပါဘူးအဲ့လိုနေရလောက်ခဲ့ကြတာပါမှန်ပါတော့ဒီ traders ခံမှာလည်းပဲဒါ ကိုလူမျိုးအချင်းချင်းကမင်းတို့ငါမမနှိမ့်ဆိုင်ငါ့ကိုဂျပန်နှိမ့်ဆက်မှာချောက်လို့ဆိုပြီးတော့ဒါကိုလူမျိုးအချင်းချင်းနှိမ့်ဆက်လို့ဒုက္ခရောက်ကြတဲ့လူတွေလည်းရှိတယ်လို့ခုနလူမျိုးနဲ့အုပ်ချုပ်လူတွေ KI ဝင်နေဒါမှမဟုတ်တကြီးတွေကနေပြီးတော့သူတို့နံမတဲ့တဲ့လူဒါပတ်စံမရှိတဲ့လူတွေသူတို့နံမတဲ့တဲ့လူတွေကိုဆွဲထည့်လို့အဲ့မှာဒုက္ခရောက်ကြတဲ့လူတွေလည်းအများအပြားရှိပါကျွန်တော်နိုင်ငံကိုဖက်စစ်တဲ့ဒုက္ခပေးကြပါတယ်နှိမ့်ဆက်ခဲ့ကြပါတယ်ခင်ဗျာဒါပေမဲ့အစ်ထက်နာကျင်စရာကောင်းတာရှိပါတယ်အဲ့ဒါတော့ကိုလူမျိုးချင်းချင်းကအဲ့ဒီဖက်စစ်တဲ့ဒုက္ခပေးခွင့်ရအောင် ုက္ခပေးလို့ရအောင်ကုညီခဲ့ကြပါတယ်ခင်ဗျာအာတော်တော်ရင်နာစရာကောင်းလာပါလွန်ခဲ့တဲ့နှစ်စစ်စစ်ကြော်လောက်ကဖြစ်ခဲ့တဲ့အကြောင်းအရာတွေကိုဘာဖြစ်လို့လာပြောနေလဲဆိုရင်တော့တမိုင်းဆိုတာတပတ်ပြန်လေတက်ပါတယ်ခင်ဗျာဒါပေမဲ့အရင်အလိုမျိုးဂျပန်တွေကနေပြီးတော့လာပြီးတော့ဒုက္ခပေးမှဟုတ်ချင်မှဟုတ်ပါတော့မယ်အသွင်တံပြောင်းပြီးတော့နာမည်ပြောင်းပြီးတော့လာတက်ပါတယ်နောက်ထပ်တစ်ချိန်ဒါမှမဟုတ်နောက်ထပ်တစ်ချိန်ပြန်လာတက်ပါတယ်ကဲလို့လမ်းကြုံမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒီ တမီဇဲမှာရှိတဲ့တမီတမန်ယထာလန်ကိုလည်းပဲတကယ်လို့ဖွင့်ထားတဲ့ဆွေမှာနော်ဝင်ကြည့်စစ်ချင်ပါတယ်ခင်ဗျာတမီဇဲရဲ့တမီတမန်ယထာလန်မှာတော့ဒါအဖြစ်သဘောလားပဲရှိတာပေါ့နည်းနည်းပါလားထိုင်းနိုင်ငံဆိုရင်တော့တော်တော်လေးပြည့်စည်ဆုံးပါတယ်ခင်ဗျာဒီနှစ်ခုလုံးကတော့လမ်းကြုံမယ်ကြီးခွင့်ရမယ်ဆိုရင်တော့ဝင်ကြည့်စစ်ချင်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ